မင်္ဂလာပါရှင်။နိုဝင်ဘာလ22ရက်စနေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်အလေစုကြီးရွာတွင်စောင်းတိနယ်နေကြားစိုက်ပျိုးမှုအခြေအနေအားတာဝန်ရှိသူများကတွင်ဆင်ကြည့်ရှုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ငားလာချောင်းကြီးရွာအုပ်စုအလေစုကြီးရွာအခြေခံပညာမူလာတန်းလွန်ကြားအဝင်လန်းအားကဝင်လန်းဖောက်လုပ်မှုအခြေအနေနဲ့စောင်းတိနယ်နေကြားစိုက်ပျိုးမှုအခြေအနေတို့အားနိုဝင်ဘာ22ရက်နေ့နဲ့ပိုင်းကတာဝန်ရှိသူများကတွင်ဆင်စစ်ဆေးကြောင်းသိရပါတယ်။ အဲ့ဒီလိုတွင်စင်စစ်စရာမှာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူအောင်ခရိုင်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှုဦးလာမြို့အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခင်မောင်စုမြို့နယ်ဆယ်မြောင်းလေးရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမြို့နယ်ဦးစီးမှုနှင့်အဖျောက်မြို့မြို့ချုပ်ရေးမှုတို့ပါဝင်သောပူးပေါင်းဖွဲ့သည့်အလေစုကျေးရွာအခြေခံပညာမူလာတန်းလွန်ကြားအဝင်လန်း အရှိပေ30အားဂဝင်လန်းအဖြစ်ဆောက်လုပ်မဲ့အခြေအနေနဲ့စောင်းတိနဲ့နေကြရေစင်းတစ်ဆက်မျိုးစိုက်ပြိုးမဲ့တောင်သူဥမျက်နှိုင်းရဲ့လက်မြေ3.5အီကာတို့ကွင်းစင်းကြည့်ရှုပြီးလိုအပ်သည်များကိုမှကြားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဝီရီကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့တန်လင်မြို့နယ်တွင်အခွန်ဆိုင်ရာအသိပညာပေးရှင်လင်းပွဲကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။ဗန္ဒာယီနှင့်အခွန်ဝင်ကြီးဌာနပြည်တွင်းခွန်များဦးစီးဌာန တန်လင်းမြို့နယ်ခွန်ဦးစည်းဌာနမှုရုံးကပြုလုပ်သောအခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကိုနိုဝင်ဘာ22ရက်နေ့နဲ့10နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစည်းဌာနအစည်းအဝေးခန်းမှာမှကျင်းပရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အခွန်ကောက်ခံမှုအထောက်အကူအဖွဲ့ဥက္ကဋ္ဌဦးစိုးတင်ကအမှာစကားပြောကြားပြီးတန်လင်းမြို့နယ်အခွန်ဦးစည်းဌာနမှုလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသက်ွယ်ကအခွန်ဆိုင်ရာကိစ္စရပ်များနဲ့ဆက်လင်း၍အသေးစိတ်ရှင်းလင်းဆွေးနွေးကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ ထပ်မံတင်ဆက်ပေးပါကတော့မော်ဘီမြို့နယ်တွင်တမဝါယမအတင်းစု limited 2024-2025ဘန်နာရီနှစ်နှစ်ပတ်လည်ရရဆိုင်ရာအစီအွေကျင်းပတဲ့တင်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်တွင်တမဝါယမအသင်းစု limited 2024-2025ဘန်နာရီနှင့်နှစ်ပတ်လည်ရရဆိုင်ရာအစီအဝေးကိုနိုဝင်ဘာ22ရက်နေ့နဲ့9နာရီကမြို့နယ်တမဝါယမအသင်းစုအစီအဝေးခန်းမှာမှကျင်းပကြောင်းသိရပါဗျ။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးတမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်အောင်မမြင့် မော်ဘီမြို့နယ်တမဝါရမအတင်းစုတဘာပတိဦးထွန်းမြင့်တို့ကအမှားစကားပြောကြားပြီးအမှုဆောင်ဒါရိုက်တာအဖွဲ့ရဲ့လုပ်ငန်းအစီရင်ခံစာနဲ့ဗန်နာယီရှင်ရန်ကိုအတည်ပြုကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဝင်းစောကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့တန်လင်းမြို့နယ်ဇီကုံကျေးရွာနီးပြည်သူများအား Pfizer JN1 ထိုးနှံပေးတဲ့သတင်းဖြစ်ပါတယ်။တန်လင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများကကိုဗစ်19ရောဂါကာကွယ်ဆေးများကိုမြို့နယ်အတွင်းရှိရက်ွက်ကျေးရွာများမှာထိုးနှံပေးလျက်ရှိရာနိုဝင်ဘာ22ရက်နေ့နဲ့20ရက်နေ့က တန်လင်းမြို့နယ်တပြေကုန်းကျေးရွာအုပ်စုစီကုန်းကျေးရွာတွင်အသက်60နှစ်နှင့်အထက်တက်ကြီးရွယ်အိုများအသက်50နှစ်နှင့်အထက်နာတာရှည်ယောဂရှိသူများအသက်70နှစ်ထက်ရှိပြီးကာကွယ်ဆေးတစ်ကြိမ်မှမထိုးနိုင်ရသေးသူများကိုထိုးနှံပေးကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့ဖြိုသိဟာကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ပစံအောင်မြို့နယ်ရေကျော်စေးနှင့်ရေကျော်စီတီမတ်တွင်မိငိမ့်သက်ရေလက်တွေ့သေးုပ်ပြတဲ့တဲ့တင်ဖြစ်ပါတယ်။ပစံအောင်မြို့နယ်အတွင်းမိဘအန်ရဲ့ကင်းဝေးစီရေး ရွေးနေပြီးတဲ့ဦးစီးဌာနမှာနိုဝင်ဘာ22ရက်နေ့နဲ့ပိုင်းကအမှတ်9ရက်ွက်ရေကျော်လန်းရှိရေကျော်ဈေးနဲ့ရေကျော်စီတီမက်တိုတွင်မိဘကျုပ်တင်ကာကွယ်ရေးအတွက်အသိပညာပေးဟောပြောခြင်းနဲ့မိငိမ့်သက်ရေးလက်ထေတုပ်ပြသခြင်းကိုဆောင်ရွက်ကြကြောင်းသိရပါတယ်အဲ့လိုဆောင်ရွက်ရမှာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်ရေးမှူးရှားရည်ရေးမှူးချစ်စွေမြို့နယ်မိသက်ဦးစီးမှုဦးကျော်တန်းထေဦးဆောင်နှင့်တပ်ဖွဲ့ဝင်များနှင့် အမတ်ကိုရက်ွက်အုပ်ချုပ်ရေးမှူးရေကျော်ဈေးတာဝန်ခံတို့ပါဝင်တဲ့ပူပေါင်းအဖွဲ့ကမိဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနဲ့မိလာမှုဖြစ်ပွားရတဲ့အကြောင်းရင်းများမိဘေးအန်နဲ့ဒါစီကာကွယ်ရေးနည်းလမ်းများကိုဟောပြောအသိပညာပေးပြီးမြို့နယ်မိသက်ဦးစီးမှုနဲ့တပ်ဖွဲ့ဝင်များကကက်စမီဘိုရဲ့မိတောင်မီလျံများမိငိမ့်တန်နီမိသက်စေဘူးအုံပြုပုံများမိသက်ပိုက်ဖြင့်မိငိမ့်သက်ပုံတို့ကိုလက်တွေ့သိပြသဆောင်ရွက်ကြကြောင်းသိရပါလိမ့်ရှင်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ